။ဒါရုသမီးတို့မင်္ဂလာပါ။ဒီချေကတော့ Grade 2မြန်မာစာကိုသင်ကြားပေးမယ့်ဒီချေဧကရီပဲဖြစ်ပါတယ်။ဒီနေ့ဒီချေသင်ကြားပေးမယ့်သင်ခန်းစာလေးကတော့အခန်း3အသက်လက္ခဏာတိမတ်စရာဘီးနဲ့တွဲကြမှာ3အပိုင်းကာကြီးဘာကြောင့်ကြိုက်တယ်ပြောကြမယ်ဆိုရဲသင်ခန်းစာလေးပဲဖြစ်ပါရဲ့ကွယ်။ သားတို့သမီးတို့ရေလူတိုင်းမှာ အကြိုက်ဆုံးဆိုရဲပစ္စည်းလေးတွေရှိတတ်ကြတယ်။ခလေးတို့ရော ကိုကြိုက်တဲ့ပစ္စည်းလေးတွေရှိကြလားစဉ်းစားကြည့်ကြနော်။တီချဲကအခုဒီချဲအရန်ကြိုက်တဲ့ပစ္စည်းလေးတစ်ခုချောင်းကို အရင်ပြောပြပေးမယ်နော်။တီချဲမှာနကြက်လေးတစ်ခုရှိတဲ့ကွယ်အဲ့ဒီနကြက်လေးကိုတီချဲရဲ့မွေးနေ့လက်ဆောင်အနေနဲ့ရထားခြင်းဖြစ်တယ် ဒီချေကသချင်းနားထောင်ရတာကိုကြိုက်တယ်အဲ့ဒီတော့ဒီချေကအဲ့ငကြက်လေးကိုသွားလီယာနေရာတိုင်းကို အမြဲတမ်းယူသွားဖြစ်တယ်ဒါလီကတော့ဒီချေအကြိုက်ရဆုံးသောပစ္စည်းလေးတစ်ခုအကြောင်းပဲဖြစ်ပါရဲ့ကွယ်အခုဒီချေကဖတ်စာအုပ်ထဲကဖြူဖြူနှစ်သက်တဲ့အယုတ်ကလေးအကြောင်းကိုဖတ်ပြပေးပါမယ်သားတို့သမီးတို့ဒီချေနဲ့အတူတူလိုက်ပြီးဖတ်ကြည့်ရအောင်နော် တို့မှာချစ်စရာကောင်းတဲ့အယုတ်ကလေးတွေအများကြီးရှိတယ်။အဲ့ဒီထဲမှာဝတ်ဝင်ယုတ်ကလေးကို အကြိုက်ဆုံးပဲ။ဒီယုတ်ကလေးကိုဖိဖိကမွေးနေ့လက်ဆောင်ဝယ်ပေးထားတာမို့လေလို့ဖြူဖြူကသူ့ရဲ့တငယ်ချင်းတွေကိုပြောပြလိုက်တယ်။ကဲအဲ့ဒီတော့သားတို့သမီးတို့လည်းကိုကြိုက်နေတဲ့ပစ္စည်းလေးတစ်ခုရဲ့အမိလေးရဲ့ဘာကြောင့်ကြိုက်နေတဲ့ရဲဆိုရဲအကြောင်းလေးရဲ့ ချပြီးတော့ရေးထားကြเนาะအခုဆိုရင်သားတို့သမီးတို့ဟာကိုညှက်သက်တဲ့ပစ္စည်းလေးရဲ့အမည်ဘာကြောင့်ဒီပစ္စည်းလေးတွေကိုစိုက်ရတယ်ဆိုရဲအကြောင်းရင်းလေးတွေကို ပြောနိုင်မယ်လို့တီချဲထင်ပါတယ်ကွယ်အခုသင်ခန်းစာလေးကိုဒီမာရင်ရပ်ပါမယ်တီချဲတို့နောက်စာသင်ချိန်မှာ ပြန်တွေ့ကြမယ်เนาะ